မြမသမိုင်းမှာခဲ့လိုက်ထင်ရှားခဲ့ပါတော့ဓမ္မစာသတော်ကြီးများအကြောင်းကိုဖတ်ကြားပြပါမယ်ပဒံခေအနန္တဒုရိယအမတ်ကြီးအနန္တဒုရိယအမတ်ကြီးသည်ရဲရင်တည်ကြည်ပြီးစိတ်နှလုံးထက်မြက်သည့်ပဒံခေစာသတော်ကြီးတဦးဖြစ်သည်နရပတိစီသူမင်းလက်ထက်တွင်သူတကုန်းသို့ရောက်ရရှာသောအမတ်ကြီးသည်တရားဓမ္မနှင့်ဆက်သောတံဝေကကြပြာကိုရေးဆက်ပြီး ဘယင်ကြီးတန်ဆက်တရံမှာကြကရဲရဲဝံ့ဝံ့အတက်ခံသွားပါသည်ဘယင်နရပရိသည်ထိုကြပြာကိုဖတ်ရပြီးနောင်တကြီးစွာရရှိကအတိညာဝင်စားလာရပါသည် အမတ်ကြီးနှလုံးသွင်းနှင့်ရေးသွားသည့်တရားစာပြီများမှာယနေ့တိုင်ရှင်တန်စေပြည်သူကိုအကျိုးပြုစေဖြစ်ပါသည်ပင်ရခေစတုရင်ကဗလအမတ်ကြီး ပြည်မျိုးဖွားဇာတိဖြစ်သောအမတ်ကြီးသည်ပညာကုန်ကြောင့်ပင်ရနေပြည်တော်တွင်ထင်ပေါ်ကျော်ကြားခဲ့ပါသည်။ဘာသာစုံတက်ကြွပြီးစာပေကျမ်းဂန်များစွာကိုပြုစုခဲ့ရာလောကနေတိကျမ်းမှာလူသုံးအများဆုံးဖြစ်ပါသည်။အမတ်ကြီးကွယ်လွန်ခဲ့ဒီမှာနှစ်ပေါင်း300ခန့်ရှိပြီဖြစ်တော်လဲသူ၏စာပေများမှာယနေ့တိုင် အသုံးဝင် အကျိုးများလျက်ရှိနေပါသည်။ အင်းဝခေရှင်မဟာတိလဝန္တရှင်မဟာတိလဝန္တမှာမြန်မာစာပေနယ်တွင် ပေလေးပင်ရှင်လေးပါအဖြစ်ဂုံပြုခေါ်ဆိုခြင်းခံရသည့်အင်းဝခေစာဆိုပုဂ္ဂိုလ်ကြီး၄ပါးအ ਨੇ တပါးအပါဝင်ဖြစ်ပါသည်ဆရာတော်သည်တောင်တွင်းကြီးဒေတာမြို့လူလင်ဇာတိဖြစ်သည်ငယ်စဉ်ကတည်းကဉာဏ်ပညာထူးချွန်ပြီး ပြုတ်လင်္ကာများကို ရေးစပ်နိုင်ခဲ့သည် ရန်ဘဝတင်ရေးဆက်သောပါရမီတော်ခန်းပြုမှာမြမစာပင်တွေတွင်စံထားရသောပြုအဖြစ်ထင်ရှားသည်ယဟန်ရှင်လူတို့အကျိုးများစေရန်သုံးမစာမောကွန်းပြုလင်္ကာရာဇဝင်နှင့်ဝတ္ထုများကိုရေးသားခဲ့သည်မြမစာကပြေတွင်အစောဆုံးသောပါရယနာဝတ္ထုနှင့်မြမရာဇဝင်တွင်အစောဆုံးသောရာဇဝင်ကျော်များကိုရေးသားပြီးစာပေမျက်လုံးကို ဖွင့်ပေးခဲ့သည်အင်းဝခေရှင်မဟာရထတာရဆရာတော်သည်အင်းဝနေပြည်တော်တွင်မွေးဖွားပြီးနန်းတော်ထဲတွင်ကြီးပင်ခရသည်မင်းဆွေမင်းမျိုးတဦးဖြစ်ပါသည်အသက်၁၀နှစ်အရွယ်ကပင်အင်းဝဒုတိယမင်းခေါင်ဘရင်ဤတမိတော်သုံးပါဤဂုံရင်အလကိုစာဖွဲ့နိုင်သူဖြစ်ပါသည်အင်းဝဒုတိယမင်းခေါင်ရွှေနန်းကြော့ရှင်ဘရင်နရပတိဤဘရင်တိဟသူနှင့် တားတော်ဘရင်ထွေးတို့၏အပူဇော်ခံဆရာတော်ဖြစ်ပါသည်ပြို့ကဗျာလင်္ကာမောကွန်းယတုစသည့်အဖွဲ့များကိုဂုံရတာမြအောင်စတ်စုထားခဲ့သည်ဆရာတော်ငယ်စဉ်ကစတ်စုထားခဲ့သည့်အဖွဲ့အနှံ့များသည်လူလုံးလှလုံးယင်လုံး၍လူငယ်များအလွန်နှက်သက်ခုံမင်ကြရသည်ဟဋ္ဌိပါလပြို့စတုဓမ္မတာရပြို့ခေါ်ကိုခန်းပြို့သည် မြန်မာစာပေတွင်စံတင်ရသောပြုတ်ဖြစ်သည်ယင်းပြုတ်ကိုဖတ်ရှုရုံဖြင့်ဆရာတော်ဤစာပေအကြီးချင်းကိုသိနိုင်ပါသည်အင်းဝါခေတောင်ဖီလာဆရာတော်တောင်ဖီလာဆရာတော်သည်ဆလင်းမြို့ဘွားဇာတိဖြစ်တော်လဲပြည်မြို့တွင်စာပေတင်ကြားတက်မြောက်၍ပြည်ပစင်းကျော်အဖြစ်ထင်ရှားသည်ဆရာတော်သည်တငယ်ဘဝတာမဏိဘဝပစင်းဘဝ မထေဘဝတို့တွင်ကြော်စောခဲ့သည်အင်းဝနေပြည်တော်သို့ကျင့်ဆောင်ကိုကိုယ်ချင်းခံရပြီးအနောက်ဘက်လွန်မင်းနှင့်တာလွန်မင်းတို့လက်ထက်တွင်ရှင်တဆူလူတရားဟုပြောစမှတ်ပြုလာအောင်ကြော်ကြားခဲ့သည်ဘွဲအမည်ရင်းမှာအရှင်မုဏိဒခောဒဖြစ်တော်လဲစကိုင်းတောင်ရိုးတောင်ပီလာတွင်တရင်တုံးတော့ကြောင့်တောင်ပီလာဆရာတော်ဖြစ်လူသိများသည်ဝိနည်းငါးချမ်းနှင့်အပိဓမ္မာလေးချမ်းကိုဣတ္တယပြန်ဆိုခဲ့သည် ဝိညာလင်္ကာရအတ္တိကာချမ်းသည် သာသနာတော်အတွက်ကျေးဇူးများလာသည်ပြုကဗျာဝုထုမေတ္တာစာဆုံးမစာအမျိုးမျိုးကိုရေးသားခဲ့ပြီးယခုတိလခံယူသည့်အခါကျွတ်ဆိုနေကြသည့်အံပန်ဒီတိလတောင်းမှာဆရာတော်ရေးသားအချင်းမြင့်ခဲ့ခြင်းဖြစ်ပါသည်